ဲကျွန်တော်တို့ဒီနေ့တော့ခွဲစိတ်ပညာရဲ့သမိုင်းကြောင်းကိုနောက်ပြန်လှန်ပြီးတော့ပြန်ကြည့်အောင်ပေါ့နော်ခွဲစိတ်ပညာကတကယ်တမ်းပြောရမယ်ဆိုရင်တော့ကဘာဦးစကလေးကလူတွေတောင်နဲ့တောင်စူပေါင်းပြီးတော့နေကြတယ်နေကြပြီးတော့ကြောက်တုံးလေးတွေကနေပြီးတော့တန်တယ်တွေဖြစ်လာတယ်တန်တယ်တွေကနေပြီးတော့နောက်ဆုံးအဆင့်မြင့်တဲ့ကရိယာတွေတည်ထွင်နိုင်ခဲ့တယ်အဲ့ဒီတည်ထွင်နိုင်ခဲ့တဲ့အလျှောက်လုံးမှာခွဲစိတ်ပညာကိုတနည်းမဟုတ်တနည်းလူသားတွေပေါ်မှာအသုံးချခဲ့ကြတာ အဲ့လိုတုံးချရတဲ့ထောက်ထားလေးကိုလည်းကျွန်တော်တို့အများကြီးတွေ့ရတယ်ဒါပေမဲ့စက်မှုဒေါ်လာရင်းမတိုင်ခင်အထိခွဲစိတ်ပညာကလောက်လောက်လာလာတိုးတက်တာလူတွေပေါ်မှာကောင်းကောင်းမွန်မွန်အတုံးချနိုင်ခဲ့တာတွေမရှိဘူးဘာကြောင့်မရှိရလဲဆိုတော့ခွဲစိတ်ပညာတိုးတက်မှုဟန်တားနေတဲ့အချက်ကြီးသုံးချက်ကိုမကျော်လွန်နိုင်သေးတဲ့အတွက်ကြောင့်မရှိခဲ့တာပေါ့နော်အဲ့ဒီအချက်ကြီးသုံးချက်ကဘာတွေလဲဆိုတော့နံပါတ်1ကတော့သွေးထွက်တာခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုကိုခွဲစိတ်ပြီးဆိုရင်ထွက်လာတဲ့သွေးထွက်လာတဲ့ကိစ္စကိုမဖြေရှင်းနိုင်ဘူးပေါ့နော်အဲ့တော့ခြေစရာကျိုးတွေ မပေါ်သေးတာ ड़ी နောက်တစ်ခုကသွေးတိတ်အောင်သုံးတဲ့ electro surgical device လို့ခေါ်တဲ့လျှက်စနဲ့သွေးတိတ်အောင်လှုပ်တဲ့ကိရိယာတွေမပေါ်သေးတာ ड़ी နောက်တစ်ခုကသွေးသွင်းမှုသွေးလွန်သွားရင်သွေးသွင်းမှုအတွက်အဆင်မပြေတာ ड़ी ဒါ ड़ी အများကြီးကြောင့်ချက်ပေါ့နော်နောက်တစ်ချက်ကတော့နာကျင်မှုနာကျင်မှုဆိုတာဘာလဲဆိုတော့ဒီခွဲစိတ်ပညာလူသားတွေပေါ်မှာအသုံးချဖို့ဆိုရင်ခွဲစိတ်ဆရာဝန်တယောက်ကောင်းကောင်းမဟုတ်ဘူးခွဲစိတ်ဖို့ဆိုရင်မနာမကျင်မဲနဲ့လူတယောက်ကို အိတ်ထားတာပဲဖြစ်ဖြစ်ခါးအုပ်ထုံစေးထိုးတာပဲဖြစ်ဖြစ်ဒီလိုမျိုးစေးတွေဝါးကောင်းနေမပေါ်သေးတဲ့အတွက်ကြောင့်မို့လူတွေအစိမ့်မဲ့ခွဲခံရတယ်အဲ့တော့နာကျင်မှုကိုကြောက်တဲ့အတွက်ကြောင့်မို့ခွဲရမယ်စိတ်ရမယ်ကိစ္စတွေကိုလည်းထုံတန်းအောင်တိကြိုက်တန်ရာအပေါ်ရန်အလုံးကြီးအဖို့တွေလောက်ကလွဲပြီးတော့ခွဲစစ်ဆရာဝန်နေအနေနဲ့လေလူတွေပေါ်မှာမဆောင်ရွက်နိုင်ဘူးပေါ့နော်အဲနောက်ဆုံးနံပါတ်3ကတော့ infection ပေါ့နော်ပိုးဝင်တာပေါ့အဲ့တော့ ဆက်ဖို့တော်လိုက်မတိုင်ခင်ခစ်တွေမှာဒီယောဂပိုးမွားတွေကြောင်းကောင်းကောင်းမသိသေးတဲ့အတွက်ကြောင့်မို့ဒီပိုးဝင်နဲ့နှုံးကိုလည်းမထိန်ချုံနိုင်ဘူးခွဲတော့ခွဲပြီးသွားပြီအနားတော့ကောင်းသွားဒါပေမဲ့လူကတည်သွားတယ်ဒါမျိုးတွေပေါ့နော်ရှေးကြဆုံးခွဲစိတ်မှုတွေကိုတော့ဘူမိပြည်ပညာရှင်တွေနဲ့ရုပ်ကျွင်းပညာရှင်တို့တွေရှာဖွေတွေ့ရှိချက်တွေကအရာကျွန်တော်တို့သိထားတာတွေရှိပါတယ်အဲ့ဒါတွေကဘာတွေလဲဆိုတော့ကျွန်တော်တို့ဖျက်ရှထားတဲ့ဒဏ်ရာတွေကိုပြန်ချုပ်တယ် နောက်တစ်ခုကတော့ကျိုးပဲ့ပြည့်စည်းသွားတဲ့ဘလို့မှပြန်သုံးလို့မရတဲ့ခြေထောက်တို့လက်တို့ကိုဖြတ်တယ်အခန္ဓာကိုယ်ဟိုရဲ့အပေါ်ယံမှာရှိတဲ့ပြည်တန်တာတွေကိုဖောက်ထုတ်တယ်နောက်တစ်ခုကစစ်ပွဲတွေမှာဒဏ်ရာရတာထိုးသွင်းဒဏ်ရာတွေပေါ့နော် open wounds တွေကိုတိတ်ပြီးတော့မီးရှို့တယ်အဲ့ဒါကနေအနာကျက်သွားအောင်လုပ်တာပေါ့ဒါမျိုးတွေကိုကျွန်တော်တို့မှတ်တမ်းတွေမှာတွေ့ရှိရပါတယ်အဲတချို့အာရှမျိုးနွယ်စုတချို့မှာဒီအနာတွေကို potassium nitrate နဲ့ဟို sulfur အမှုန်တွေတိတ်ပြီးတော့မီးရှို့လိုက်ကြတာပေါ့နော်မီးရှို့လိုက်ကြခြင်းအပြင်ပိုးဝင်တာကိုလည်းတက်တာသေးတယ်နောက်တစ်ခုကကျအနာကျက်တာလည်းပို့ပြီးတော့ဟိုဒီမတည်ပဲနဲ့အနာကျက်တာလည်းပုံမြန်တယ်လို့သူတို့ရဲ့ရှေးမှတ်တမ်းတွေမှာတွေ့ရပါတယ်နောက်တစ်ခုကတော့ကြောက်ခက်ကရုပ်ကျွေးနေတဲ့မှာအဝတ်ချုပ်အပ်လို့နေတဲ့တဲတဲလေးတွေကိုသူတို့ကတွေ့ရှိခဲ့ကြတယ်အဲ့ဒါအောင်ကြည့်ပြီးတော့သုံးသပ်ရရင်တော့အဲ့ဒီအက်ကလေးဟာအနာတွေကိုချုပ်တဲ့နေရာမှာတုံးတဲ့အက်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဝတ်တွေကိုချုပ်တဲ့နေရာမှာတုံးတဲ့အက်လည်းဖြစ်နိုင်တာပေါ့နော်အဲ့လိုမျိုးကျွန်တော်ယူဆကြရတယ်တချို့ အိန္ဒိယနဲ့ဆောက်အမေရိကကဒီလူမျိုးစုတချို့ပေါ့နော်ဒေသခံလူမျိုးတွေကတော့သူကခန္ဓာကိုယ်ဘောကနေပြက်ရှာဒဏ်ရာလေးတွေကိုပွက်စိတ်ရဲ့ခေါင်းပေါ့နော်ပွက်စိတ်အကြီးရဲ့ခေါင်းဟိုအနာရောဟိုဘက်ဒီဘက်မှာပွက်စိတ်ကိုကိုက်ခန်းနိုင်တယ်ကိုက်ခန်းပြီးတော့ခန္ဓာကိုယ်ဆွဲဖြုတ်လိုက်တယ်ပေါ့နော်ဆွဲဖြုတ်လိုက်ရင်သူ့ရဲ့ပွက်စိတ်ခေါင်းလေးဟာဒီအနာကိုစီးသွားအောင် stapler လို့အဖက်လေးဖြစ်သွားအောင်အသုံးပြုခဲ့ကြတယ်ဆိုတာကို ကျွန်တော်တို့ရှေးဟောင်းမှတ်တမ်းတွေရတိရပါတယ်အဲ့ဒီဇကားကိုလည်း apocalypse လို့ခေါ်တယ်အဲ mel gibson ရိုက်ကူးတဲ့ဇကားထဲမှာလည်းထည့်ပြီးရိုက်ပြထားတာကိုလည်းကျွန်တော်တို့တွေ့နိုင်ပါတယ်နောက်တစ်စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းတွေကိုဆက်လက်တင်ပေးသွားမှာမလို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ဗျာ